မြင်းပုတ်ပြင်းပြီးတော့ဆူလန်ဘော်ကဆီယနာရှင်တက်စစ်စေးရေးဂိတ်တွေမှာစစ်စေးမှုပုံမှုတင်းကျပ်လာတဲ့အတွက်ဒေသခံကုန်ကားတွေကုန်စည်တင်ဆောင်ရမှာအခက်တွေ့နေကြရပါတယ်။အဲဒီလမ်းပိုင်းမှာရှိတဲ့စစ်စေးရေးဂိတ်တွေမှာစောင့်နေတဲ့ဆီယနာရှင်တက်သားတွေကဒေသခံကုန်ကားတွေကုန်ပစ္စည်းတင်ဆောင်လာရင်ဖွင့်ဖောက်စစ်စေးတာနဲ့တင်းယူတာတွေပိုလုံလာပြီးငွေကြေးတောင်းခံတာလည်းပိုများလာတယ်လို့ကုန်တင်ရင်မောင်းတွေကပြောပါတယ်။ မြိတ်ပုတ်ပြင်လန်းပိုင်းမှာစစ်စေးဂိတ်အရေအတွက်20ဝန်းကျင်ရှိနေတာကနေအခုနှစ်အတွင်း9ဂိတ်နီးပါးထပ်တိုးလာသလိုဂိတ်တစ်ခုကိုငွေကျပ်တောင်းကနန်းအထိကောက်ခံနေကြတယ်လို့ဆိုပါရယ်။အဲဒီစစ်စေးဂိတ်တွေမှာဆန်နဲ့စားတောက်ကုန်တွေတင်ဆောင်လာရင်ငွေကြေးပို့ပေးရတယ်လို့လည်းကာတမရီစီကသိရပါရယ်။ပေါပြင်းမြို့နယ်မှာရှိတဲ့ကျေးရွာတွေမှာရောင်းချဖို့အတွက်စားတောက်ကုန်အပအဝင် အခြားကုန်စည်တွေကိုကားတွေနဲ့မြင်းမြို့ကနေတဆင့်တည်ယူပို့ဆောင်ကြတာပါ မြေပုတ်ပြင်လမ်းပိုင်းမှာဆင်နာရှင်တက်တဲ့တော်လရင်တက်တို့စီရီတင်းမှနေပြီးအဲ့ဒီလမ်းပိုင်းဖြတ်တန်းသွားလာခွင့်ကိုလည်းအော်တိုဘလ28ရက်နေ့ကစပြီးပြည်သူ့ကောက်ွယ်ရေးတပ်မတော်တနင်္သာရီတိုင်းစစ်ဌာနအမှတ်35နီးပြည်ဟအဖွဲ့ကကတ်တက်ထားပါတယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မောတောင်မြို့မှာဆရာနာရှင်တက်ကရွာအနီးနားမှာရှိတဲ့တောင်ကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တဲ့အတွက်ဒေသခံတွေထွက်ပြေးတိမ်းရှောင်ကြတယ်လို့သိရပါဗျ။ဒီတဲ့တင်အပြည့်အစုံကို12 wash အဖွဲ့သားတို့ကပြောပြပေးသွားမှာပါရှင်။